ဒီ unit လေးတွေကတော့ရှေ့ပိုင်းမှာကျွန်တော်တင်ပြထားတဲ့ခွာတဲ့အဟောင်းလေးတွေပေါ့နော်အဟောင်းလုံးလေးတွေကိုကျွန်တော်ဒါပြင်ပေးထားတဲ့အနေထားလေးဖြစ်ပါတယ်ပြင်ပေးထားတဲ့အခါမှာဒါ unit ကလုံးဝအသစ်ဖြစ်သွားတာပေါ့နော်တန်းလိုက်ပဲယူပြီးတော့အဲလုံးလုံးအစားဆုံးအသစ်ပြန်လုပ်လိုက်တာဆိုတော့ unit အသစ်တွေဖြစ်သွားပါတယ်ဒါလေးကိုအသက်ဆက်ပါမယ် င်ပြီးတော့ရဲ့ unit ဟောင်းလုံးလေးတွေကိုအတန်ဆန်းတဲ့အနေထားလေးဖြစ်ပါတယ်ဒီလောက်ဆိုရင်အင်းကေကေဆောင်းကိုရောက်လာတဲ့ unit ဟောင်းလုံးတွေမကောင်းတဲ့ unit တွေကဘယ်လိုအဆုံးသတ်သွားလဲဆိုတာကိုဒါမြင်ရမှာဖြစ်ပါတယ်တကယ်လို့လူကြီးမျိုးစီမှာရှိတဲ့ဒီ unit လောင်းဟောင်းတွေအတန်တွဲကြတဲ့အလုံးတွေကိုပြန်ပြီးတော့အသစ်ဆင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကေကေဆောင်းကိုဆက်သွယ်လို့ရပါတယ်အဆုံးထိ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်